Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။နီးပြ Ruben Amorin ကတော့ကျွန်တော်တို့ TND Sport မှာဒီကျွန်တော်တို့ရဲ့ကစားမဟောင်းဖြစ်တဲ့ Owen Hargreaves နဲ့ပေါ့နော် interview လုပ်ထားတယ်။အဲ့ဒီထဲမှာဆိုလို့ရှိရင်သူပြောထားတဲ့အကြောင်းအရာတချို့နဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ဆိုတော့ပထမဆုံးအနေနဲ့သူအနေနဲ့သူကစားသမားတွေသူ့အသင်းကိုလက်ရှိမယုံကြည်တဲ့ပုံစံမျိုးတွေသူပြောထားတယ်။သူဘာဖြစ်လဲဆိုတော့ အဓိကတော့ဘောနော်ကျွန်တော်ဒါကိုအသိအနေနဲ့ကျွန်တော်တို့လေ့ကျင့်ဝေးမှာဆိုလို့ရှိရင်တမျိုးတကယ်တကယ်ကျွန်တော်ဒါကိုင်းနေမှာကစားတဲ့ခါမှာဆိုလို့ရှိရင်တမျိုးဒါမျိုးတွေထွက်နေတာနဲ့ပတ်သက်ပြီးတော့ဘောနော်ဆိုတော့ဟိုဘယ်လိုပြောမလဲတကယ်တကယ်ကစားတဲ့ခါမှာဘယ်လိုမြင်လဲဗောဒီနေရာမှာ MO ရင်းကတော့ကျွန်တော်တို့အနေနဲ့ဘောနော်ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲဒီနားလေထားဖို့လူတာကရလက်ပိုင်းနေဒါအပြင်ကျွန်တော်တို့တကယ်တကယ်ကိုင်းနေမှာကစားတဲ့ခါမှာဘယ်လိုကစားရမလဲဆိုတာတဲ့အနေထားမျိုးတွေကိုကျွန်တော်တို့လုံးဝနားလေထားဖို့လူတယ်ဘောနော်ကျွန်တော်တို့အနေနဲ့ ပွဲကိုထိန်းချုပ်ပြီးတော့ကျွန်တော်ကစားဖို့လိုတယ်ပွဲကိုထိန်းချုပ်ဖို့ဆိုတာကလုံးဝကိုဖြစ်ကိုဖြစ်မှရမယ့်အရာမျိုးရအောင်ထိန်းချုပ်မှအချင်းကြီးကောင်းမဲ့အရာမျိုးပေါ့နော်ဒါမှတော့တပွဲလုံးကြီးကျွန်တော်ထိန်းချုပ်ထားပြီးတော့တခါတလေမှ transition တကြောင်းကနေနေစင်ကျွန်တော်ဒါကိုခွင့်ပြုရပြီးတော့ရှုံးနာမျိုးလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါမှမဟုတ် set piece တခါကဒီချိန်ကနေနေစင်ကျွန်တော်ဒါရလက်အရာပေါ့နော်ကျွန်တော်ဒါတိုင်ပတ်သွားနိုင်မျိုးလည်းကျွန်တော်ဖြစ်ကောင်းဖြစ်သွားနိုင်ရယ်ဒါပြီးမဲ့လည်းလို့တေချာတာတစ်ခုကတော့ကျွန်တော်အနေနဲ့ပေါ့နော်ပွဲကိုထိန်းချုပ်ထားနေနေဆိုလို့ရှိရင်အချင်းကြီးကောင်းလာမှာပဲပေါ့ ဒါပေမဲ့လည်းလို့လက်ရှိလိုအစင်မှာဆိုရင်ကျွန်တော်အတင်းနဲ့ပတ်သက်လို့ဘောနော်ကွင်းထဲမှာတကယ်တကယ်ဘလူကစားမလဲဆိုတာကိုဘာမှန်ကိုမှန်းမရဘူးဖြစ်နေတယ်ဆိုပြီးတော့သူပြောထားတယ်။တေးကြတာတခုကဒါကဘာကိုပြောတလဲဆိုတော့လက်ရှိသူအတင်းကိုသူမယုံကြည်ဘူးဆိုတဲ့သဘောပဲ။သူကစားမားတွေကိုသူမယုံကြည်ဘူးဆိုတဲ့သဘောမျိုးပဲ။ဒါအပြင်နောက်တစ်ခုသူဆက်ပြီးတော့ကျွန်တော်ပြောထားသေးတယ်လက်ရှိဒါ United မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ပထမဆုံးနှစ်မှာဘာဒီလေးလာခဲ့ရလဲဘာဒီတင်ယူခဲ့ရလဲပေါ့ဗျာဒါဒီနဲ့ပတ်သက်လို့เนาะဘယ်လိုပြောမလဲတော်တော်လေးကိုခက်ခဲတယ်ပေါ့ပရီးမီးယားလိဂ်ကပရီးမီးယားလိဂ်ကအမြင်တန်ကိုခဲရင်းနဲ့ လုံးဝတခြား league တွေနဲ့မတူညီတဲ့အနေအထားမျိုးတွေကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ကျွန်တော် sporting မှာတော့ငါဆိုလို့ရှိရင် champions league တို့ europa league တို့မှာအင်္ဂလိပ်အသင်းတွေနဲ့9ချိန်10ချိန်လောက်ကျွန်တော်ရင်ဆိုင်မှုတယ်နော်ဒါပေမဲ့အဲ့လိုအချိန်တုန်းကကိုပဲအဲ့ဒီအသင်းတွေထပ်မတော့ကျွန်တော် champions league မှာ sporting league မှာဂိုင်တွေတုန်းက champions league europa league မှာတွေ့ခဲ့တဲ့အသင်းတွေကလက်ရှိ premier league ကိုကျွန်တော်ရင်ဆိုင်ကစားတဲ့အခါနော်အသင်းချင်းတူပြီမဲ့လေလို့ပေါ့နော်ကစားတဲ့ပုံစံမျိုးညီကောင်းလေးချန်ပီယံလိမှာကစားတာနဲ့ပရီးမီးယားလိမှာကစားတာတွေနဲ့ကကျွန်တော်တို့က လုံးဝကိုတူးမနေဘူးပေါ့ဒါဆိုတော့တော်တော်လေးကိုခဲရင်းနေပေါ့နော်ဆိုတော့လာလီဂါလို့အပြင်တခြားလိဂ်တွေကိုကျွန်တော်ကြည့်တာမျိုးပဲကျွန်တော်ဖြစ်ဖြစ်လက်ရှိပရီးမီးယားလိဂ်ကိုကျွန်တော်ကြည့်ရင်ပို့ပြီးတော့ပေါ့နော်ဒီခြားနာမှုတွေအများကြီးရှိတယ်ပေါ့ဗျာ physically ရအရင်ကိုစတောင်းဖြစ်မှကျွန်တော်ရမယ် second ball တွေမှာဆိုလို့ရှိရင်ကိုဟာလုံးဝအားတောင်းလူနိုင်မှကိုကျွန်တော်ရမယ်နော် set piece တွေကနေပြီးတော့လည်း imminent ကိုကိုရီးယားဘယ်လိုပြောမလဲဟိုကြံ့ကြံ့ခံခံနေကျွန်တော်ကပြန်ပြီးတော့တုံ့ပြန်နေမှကျွန်တော်ရမယ် ်ကွင်းထဲမှာဆိုချင်လည်းပဲကစားမတယောက်နဲ့တယောက်ကအချိတ်စစ်တွေကောင်းနေမှာကျွန်တော်ရမယ်ပေါ့နော်အရန်ကိုပါဝါသုံးရတဲ့ကျွန်တော် league တစ်ခုကျွန်တော်ဖြစ်တယ်ဆိုတော့တခြား league တွေသူသဖြင့်ပေါ့နော်ဟိုတခြား league တွေကနေတစင် premier league ဟာ imminent ကိုကွဲပြားလို့နဲ့နေရာတစ်ခုဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်အခုတော့နားလည်သွားပြီပေါ့နော်ဒါကြောင့်ပြောတာကျွန်တော်တို့ပလီပလီပြောရအောင်ပေါ့ပလီဒီပေါ်တူဂီလိမှာအစဉ်ပြေခဲ့တာလောက်နေတဲ့ပရီးမီးယားလိမှာအစဉ်ပြေပါလိမ့်မယ်ဆိုပြီးတော့ကျွန်တော်ပြောလို့မရဘူးပရီးမီးယားလိကလုံးဝကို ခြားနားမှုတွေကျွန်တော်အများကြီးရှိတယ်စင်ကုန်မှုတွေအများကြီးရှိတယ်မင်းကြိုက်တဲ့လောက်လူစင်ကောင်းတွေကိုပိုင်ဆိုင်ထားပါစေခုအောက်ကအဆင့်20ကအတင်းကလည်းမင်းကိုအနိုင်ယူနေစွဲကျွန်တော်ရှိတယ်ဆိုတော့ပေါ်တူဂီမပေါ်တူဂီလိဂ်မှာလုတ်ပြခဲ့တာတွေဘလောက်ပဲကောင်းပါတယ်ပြောပြောပရီးမီးယားလိမှာကြာလို့ရှိရင်လုံးဝကိုမတူချမ်းသာရာတွေဖြစ်သွားပြီဆိုတော့မလွယ်တော့ဘူးဆိုတော့နောက်တစ်ခုရှိတာကဘာနော်နောက်တစ်ခုရှိတာကကျွန်တော်တို့ဒီခုနကအရာကိုပြန်ဆွေးနွေးရမယ့်အရာဘာလဲဆိုတော့နီးပြားတယောက်အနေနဲ့ဘောနော်နီးပြားတယောက်အနေနဲ့ကျွန်တော်လက်ရှိအရာရာအလုံးက ကိုသွားခြင်းတဲ့ပုံစံမျိုးဖြစ်မနေတဲ့အခြေအနေမျိုးမှာကစားမားတွေလက်ရှိသူ့အသင်းကိုမယုံကြည်တာမျိုး public ကိုထုတ်ပြောတာကသိပြီးတော့ကောင်းတဲ့အရာမျိုးတွေကျွန်တော်မဟုတ်ဘူးတွေးကြည့်ရအောင်အခုသူပြောရတာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပေါ့နော်လေ့ကျင့်ဝင်မှာဘလောက်ပဲကောင်းအောင်ထွင်းထွင်းတကယ်တကယ်ပွဲတွေကြလို့ရှိရင်တလွဲဖြစ်သွားတာပဲဆိုတဲ့သဘောမျိုးကျွန်တော်တို့ကပွဲကိုထိန်းချုပ်ဖို့လိုတယ်ဒါပေမဲ့ကျွန်တော်ဒါမထိန်းချုပ်နိုင်ဘူးဆိုတဲ့သဘောမျိုးပဲကျွန်တော်ပွဲကိုထိန်းချုပ်ဖို့လိုတဲ့ပွဲဒီမှာမထိန်းချုပ်နိုင်တာတွေကပြဿနာကြီးတယ်ဆိုပြီးတော့သူပြောသွားတာတခုရှိတာက ကျွန်တော်ကပွဲကိုထိန်းချုပ်တယ်ဆိုပြီးတော့ဗောနောကျွန်တော်ပြောတဲ့အနေအထားမျိုးထိန်းချုပ်ဖို့လိုတယ်ဆိုပြီးတော့ပြောတဲ့အနေအထားမျိုးမှာ MRN ရဲ့ system ကြီးကပွဲကိုထိန်းချုပ်နိုင်ဖို့အတွက်เนาะတကယ်ပြင်ဆင်ထားတာဟုတ်ရလားဗောကိုကတော့ပွဲကိုထိန်းချုပ်ချင်တာပဲဒါပေမဲ့ကိုရဲ့ပြိုင်ဘက်ကိုချင်းကတဲ့ပုံစံကပွဲကိုထိန်းချုပ်ချင်တာမျိုးဟုတ်မနေဘူးဆိုရင်တိုင်ပတ်မှာပဲဘာမှထိန်းချုပ်လို့ကျွန်တော်ရမှာမဟုတ်ဘူး MRN ဆိုလို့ရှိရင်လက်ရှိမှာပွဲကိုထိန်းချုပ်ဖို့အကြောင်းကျွန်တော်ပြောတယ်။ကွင်းလင်မှာတုံးနေတာကြတော့ကက်ဆမီရိုတို့၊ဥကာဒီတို့၊ဘရူနိုဖာနန်ဒက်စ်တို့နဲ့ ဘယ်လိုပြီးတော့ပြိုင်ပွဲအသင်းရဲ့အကွင့်လေကိုကျွန်တော်သာသွားထိန်းချုပ်လို့ကျွန်တော်ရမှာလေသူကိုယ်တိုင်ကတော့ပွဲကိုထိန်းချုပ်ဖို့ထိန်းချုပ်ဖို့ဆိုပြီးတော့တတုတို့ပြောနေပြီးမဲ့လေလို့ပေါ့နော်ကိုဗီမင်းနူးတို့လိုမျိုးကွင့်လေကိုထိန်းချုပ်နေတယ်ဆိုရှိတဲ့ကစားမားတွေကိုမထည့်ဘူးဆိုလို့ရှိရင်သူ့အတွက်ဘာမှကျွန်တော်ဖြစ်လာမှကျွန်တော်မဟုတ်ဘူးเนาะဆိုတော့နောက်တစ်ခုကကျွန်တော်အနေနဲ့နီးပြအန်မိုရင်ကပြိုင်ဘက်ကိုကျွန်တော်ချင်းကက်တဲ့ပုံစံမျိုးဆိုတာပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကအမျိုးမျိုးပြောင်းလဲနေတာမျိုးကျွန်တော်မဟုတ်ဘူး နော်ဘဲအသင်းနဲ့ပဲတွေ့တွေ့လောင်းဘောတွေကျွန်တော်သွားခြင်းနဲ့လောင်းဘောတွေဆိုကြတဲ့ကကျွန်တော်ကပွဲကို control လုပ်တဲ့အရာမျိုးကျွန်တော်မဟုတ်တော့ဘူး transition တွေဆိုကြတဲ့ကကျွန်တော်ကပွဲကိုအထိန်ချုပ်ဖို့အတွက်ဥတီချက်တွေမဟုတ်တော့ဘူးဆိုတော့ကျွန်တော်ကောင်းကောင်းမြင်နိုင်တယ်ကောင်းကောင်းကျွန်တော်မြင်နိုင်တယ်ဒါကြောင့်ပေါ့နော် United အနေနဲ့လက်ရှိ Ambodin ကိုယ်တိုင်ကသာချက်ချင်းဆိုစလိုထိန်းချုပ်ဖို့ပွဲတွေကိုအကြောင်းတွေပြောနေပြီးမြင်တယ်လို့သူ့ရဲ့ပြိုင်ဘက်တွေကိုချင်းခဲ့တဲ့ပုံစံဟာကျွန်တော်တို့ထိန်းချုပ်ခြင်းနဲ့ control type မျိုးသွားနေတဲ့အနေအထားမျိုးမဟုတ်တဲ့အခါကစားမားတွေကိုကျွန်တော်သာအပြစ်သွားပြောလို့မရဘူး เนาะအပြစ်သွားပြောလို့ကျွန်တော်မရဘူးရပြီဆိုတာ ਨੇ ကန်တင်ခိုင်းနေတယ်ဗျာကွင်းလင်ကစားမားတွေရပြီဆိုတာ ਨੇ လောင်ဘော်ဒီကန်တင်နောက်တန်းကစားမားတွေရတာ ਨੇ လောင်ဘော်ဒီကန်တင်ဒါမျိုးကပြိုင်ဘက်ကိုကျွန်တော်ဘယ်လိုသွားထိန်းချုပ်မလဲเนาะပြိုင်ဘက်ရဲ့ defensive third zone တွေကိုရောက်ပြီဆိုလို့ရှင်လည်းပဲเนาะကျွန်တော်တို့ဘာတွေလုပ်လဲဆိုတော့ခါကျတော့ရရင်ရတဲ့နေရာကနေကျွန်တော်အတကုံကန်ခိုင်းတာเนาะအတကုံကန်ခိုင်းတာဒါပေမဲ့လည်းလို့စိတ်ရှိလက်ရှိနဲ့ကျွန်တော်ဘီရက်ပလေးနေကစားအခွင့်အရေးတွေဖန်တီးဆိုတဲ့ပုံစံမျိုးကျွန်တော်သွားမနေဘူး ပြည်ထောင်တအားကြီးတယ်အဲ့ဒါတွေကဆိုတော့ MOD ကကစားမားတွေနေနဲ့ပြိုင်ဘက်တွေကိုမထိန်းချုပ်နိုင်လို့ပြောနေပြီမြေသူ့ရဲ့ system သူတိဆောက်ထားတဲ့ပုံစံမျိုးသူပြိုင်ဘက်ကိုချင်းခဲ့တဲ့အရာကိုကသူထိန်းချုပ်ဖို့မဟုတ်တဲ့အခါကစားမားတွေကိုသူကအပြစ်ပြောတာနေဘာမှထူးခြားမှာမဟုတ်ဘူးဒါကြောင့်လက်ရှိသူတိုင်ပတ်နေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒါမျိုးတွေကကောင်းတဲ့အနေအထားဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးသူအသိန်းကိုမယုံကြည်ဘူးဆိုတဲ့ပုံစံမျိုးတွေပြောနေတာတွေကညီကတို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်